Aries မိတ္တရာဒီပွားများအတွက်2025ခုနှစ်နိုဝင်ဘာလတလစာဟောစတန်းကိုကျမတို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါရရှင်။အချီရေး၊ကျမ်းမာရေး၊ငွေကြေးပဏ္ဍာရေး၊အလောက်ကိုင်းနဲ့သံမွေးဝမ်းကြောင်းအပြင်ပညာရေးတို့ကိုပါပြောပြပေးကြတော့မို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရကြဖို့ပြောချင်ပါတယ်ရှင်။ channel လေးကို subscribe လုပ်ရသေးရင်လည်း subscribe လေးလုပ်ခဲ့ပေးဖို့လည်းတောင်းဆိုပါတယ်ရှင်။ပထမဦးစွာအချီရေးကိုပြောပြပေးလိုပါတယ်ရှင်။ ။လားစားပိုင်းမှာတော့အချို့များကအခြေရေးခွင့်လန်းများကိုတွန်းမြင့်ပေးနိုင်ပါတယ်။ချစ်ခင်သူများထံသို့ခန်းစားချက်များကိုထောက်ပေါ်ပြောဆိုရန်နဲ့ဆက်ဆံရေးကိုနောက်တဆင့်သို့တက်လန်းနိုင်ရန်အတွက်အဆင်ပြေပါလိမ့်မယ်။လားလဲပိုင်းတို့ရောက်တည်နေအများအခြေရေးကိစ္စများအများအပြားရှိလာမည်ဖြစ်ပြီးအိမ်တော်သေးဆုံးတွေများအနေနဲ့ယခုလလယ်ဝန်းကျင်မှာဖြည့်ရှမ်းပြည့်စရာကောင်းသောချစ်ချင်းမေတ္တာဘဝကိုခံစားရပါလိမ့်မယ်။ လာရင်နောက်ဆုံးကတော့စိတ်ရှည်တိခံမှုကိုစက်တက်နိုင်တဲ့ဖြစ်ရမျိုးဖြစ်လာနိုင်ပါတယ်။စိတ်ခံစားမှုများမြင့်တက်လာပြီဖြစ်ပြီးဆရာထက်တန်မှုနဲ့မြင်မာလာကအခြေရေးတွင်ပြင်းထန်သောတရားမှုရှိနိုင်ပါတယ်။လူလူများအနေနဲ့စိတ်ရှည်တိခံခြင်းဖြင့်အချိန်ကိုဆောင်ဆိုင်ရမည်ဖြစ်ပြီးချစ်ရှင်းမေတ္တာဖြစ်ပေါ်လာရန်စိတ်ရှည်စွာဖြင့်ဆောင်ဆိုင်ရပါလိမ့်မယ်။ဆက်လက်ပြီးကျမ်းမာရေးနဲ့ပတ်သက်ပြီးဆောင်ရန်ရှောင်ရန်များကိုပြောပြပေးလိုပါတယ်။ကျမရဲ့အတွက်တင့်လျော်တဲ့နေတိုင်းစားသောက်မှုပုံစံအစီအစဉ်ရှိခြင်းကစိတ်ဖိစီးမှုများကိုလျှော့ချပေးပြီး ဤလာအတွင်းကြက်ခိုင်မှုအစဉ်များကိုအစဉ်မြင့်တင်ပြပါလိမ့်မယ်။ဂျိုရီရဲ့အနေထားအရဤလာရဲ့ပထမပိုင်းမှာကျမရဲ့အလွန်ကောင်းမွန်နေပါလိမ့်မယ်။ကျမရဲ့အတွက်ကြီးမားတဲ့ပြဿနာတစ်စုံတစ်ရာရှိလိမ့်မည်မဟုတ်ပါ။ဤလာလည်းဘဝင်းကျင်မှာစွမ်းရည်အဆင့်အနည်းငယ်မတိမငိမ်ဖြစ်ခြင်းနဲ့အတဲအကျများရှိနိုင်ပါတယ်။အချို့သောကန္နာများနဲ့ပတ်သက်ပြီးတော့အနည်းငယ်စိတ်မပြောမရွှင်ဖြစ်နေနိုင်ပြီးတော့လာလည်းဘဝင်းကျင်မှာကျမရဲ့ပေါ်သတိသာသာတရားမှုကြီးစေပါလိမ့်မယ်။ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒီလိုက်ရဲ့နောက်ဆုံးပိုင်းမှာတော့ကုက္ကံအားနေခြင်းသို့မဟုတ်ကုက္ကံအားစနစ်အားနေခြင်းတို့ကြောင့်ရာသီအလိုက်ကျန်းမာရေးပြဿနာအချို့ဖြစ်ပွားနိုင်ပါတယ်။ဒီလကောပေါ့ပုံဝင်ခြင်းမှာတော့အလုံးနဲ့ကိုရေးကိုတာဘဝကိုမျှတအောင်ထိညရခက်ခဲနေတာကိုတွေ့နိုင်ပါတယ်။လူရောစိတ်ပါပင်ပန်းစီမဲ့ဝင်တော့ဝင်ပုံများအလွန်ကြုံမယူဖို့လည်းကြံပြုလိုပါတယ်။ဆက်လက်ပြီးငွေကြေးဗန္ဒာရေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးလိုပါတယ်။ဒီလရဲ့အစောပိုင်းမှာအနာဂတ်ဗန္ဒာရေးအလားအလာများနဲ့ပတ်သက်ပြီးမရေရာမသေးချာမှုများရှိနေပါတယ်။ ငွေကြေးဆိုင်ရာမဟာဗျူဟာများကိုပြန်လည်သုံးသပ်ရန်နဲ့ပြင်ဆင်ရန်စီစဉ်ဖို့လိုအပ်ပါတယ်။နောက်လည်ပိုင်းမှာတော့စီစဉ်ဥစ္စာစုဆောင်ခြင်းနဲ့ကြီးမားသောဝေမှုများအတွက်အခွင့်အလမ်းများကိုရလာပါလိမ့်မယ်။သို့တော်လည်းဒီကိစ္စရပ်တွေအတွက်အလင်းစလိုဆုံးဖြတ်ချက်များချခြင်း၊ရှုပ်ထွေးမှုများနဲ့မှားယွင်းသောထုတ်ရင်ပြများဖြစ်လာနိုင်တာကြောင့်မို့လို့တတိထားရပါမယ်။အယောင်ဝယ်များကိုပြုလုပ်နိုင်ပေမဲ့လည်းအလွန်အမင်းစစ်ဆေးမှုပြုလုပ်ပြီးမှသာပြုလုပ်ရပါမယ်။လရဲ့နောက်ဆုံးပိုင်းမှာတော့ရှေ့လာမယ့်ကာလတွေအတွက်ခိုင်မာပြီးရေရှည်တည်တဲ့နဲ့မဟာဗျူဟာကိုချမှတ်ရန်ဆရာထက်တန်နေရပါလိမ့်မယ်။ငွေကြေးအရင်းမြစ်များတိုးချဲ့ခြင်းနဲ့ငွေသား ားစည်းဝေးမှုတို့မြင်ကျင်လို့ရှိပါလိမ့်မယ်။ငွေကြေးခိုင်မာအကောင်းမှုကိုမြင့်တင်ရန်အတွက်အလွန်ကောင်းမွန်သောခွင့်လန်းအချို့ကိုလည်းရလာနိုင်ပါတယ်။အရေးခင်းတစ်ခုပေါ်ပေါက်လာလျင်ပင်မိတ်ဆွေကောင်းများထံမှအားပေးမှုနှင့်အထောက်ပံ့မှုများစွာရရှိနိုင်ပါတယ်။ဂျိုရီရဲ့အနေအထားအရပုံပုံကောင်းမွန်သောအာရုံစူးစိုက်မှုနှင့်ချီးကပ်မှုတို့ကိုရရှိစေနိုင်ပြီးမပြီးမပြတ်ရှိနေသောအလုံများကိုပြီးမြောက်အောင်လှုပ်ဆောင်နိုင်ပါလိမ့်မယ်။အခုတစ်ခါမှာတော့ အလောက်ကိုင်းတဲ့အတံဝေးဝန်းကျောင်းဆိုင်ရာကိစ္စရများကိုတွက်ဆောင်ရံရှောင်ရံများကိုပြောပြပေးလိုပါတယ်။ဒီလရဲ့အစောပိုင်းမှာရေရှည်အလောက်ကိုင်းစီမံကိန်းများအတွက်ကောင်းမွန်သောအခြေဖြစ်နိုင်ပြီးရရှိနိုင်တဲ့အရင်းအမြစ်များအလုံးကိုထိရောက်စွာအသုံးပြုနိုင်ခြင်းဖြင့်လုပ်ငန်းခွင်အတွင်းခိုင်မာအောင်လုပ်ဆောင်နိုင်ပါတယ်။ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်းတွေပါကအလျင်အမြန်တိုးတက်လို့တော့ အလွန်အကျိုးဤမှန်းချက်ကြီးသည့်လှုပ်ရှားမှုများကိုရှောင်ရှားရပါလိမ့်မယ်။သွေးဆောင်မှုများကိုမတွန်းလှန်နိုင်ပါကအလျင်စလိုအဆုံးပြည့်ချက်များကဆိုးကျိုးများဖြစ်လာနိုင်ပါတယ်။သို့တော်လည်းတဖြည်းဖြည်းနဲ့လှုပ်ကိုပုံမထရောက်စွာစီမံခန့်ခွဲနိုင်မှာဖြစ်ပြီးတော့ဤရဲ့တရပတ်ကုံမှာပြဿနာအချို့ကိုဖြေရှင်းကစီမံကိန်းများကိုအောင်မြင်စွာအကောင်အထည်ဖော်နိုင်မှာရှိပါတယ်။ အချို့သောကောင်းကျိုးပြုကြိုတို့ရဲ့ဩဇာလွန်မှုများကရည်မှန်းချက်ကြီးပြီးစိတ်လိုက်မှန်မှဖြစ်စေနိုင်တာကြောင့်ကောင်းကျိုးများအပြင်ပြဿနာများကိုလည်းဖြစ်ပွားစေနိုင်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပါကတင်းကျပ်သောအချိန်ခိုင်မာသောစီမံကိန်းရေးဆွဲမှုလိုအပ်ပါတယ်။လရဲ့နောက်ဆုံးတစ်ဝက်မှာတော့အနေထားကိုခိုင်မာအောင်လှုပ်ဆောင်ရန်လက်လွတ်သွားသောအခြေအနေချို့ကိုပြန်လည်ရယူရန်လည်းအလုပ်ကိုင်းတွင်တိုးတက်မှုရရှိရန်အတွက်ကောင်းမွန်သောကာလဖြစ်ပါလိမ့်မယ်။အလုပ်ကိုင်းနဲ့စီးပွားရေးလားလာများကိုမြင့်တင်ရန်အတွက်အတွေ့အမြင်များကိုရရှိလာပြီးထိထိရောက်ရောက်အကောင့်တွေပေါ်ရန်အတွက်လည်းလှုပ်ဆောင်နိုင်ပါလိမ့်မယ်။ အခုနောက်ဆုံးမှာတော့ပညာရေးနဲ့ပတ်သက်ပြီးကောင်းခြင်းဆိုးခြင်းများအပြင်ဆောင်ရွက်ဆောင်ရွက်များကိုလည်းပြောပြပေးလိုပါတယ်။ ်လားရဲ့အစာပိုင်းမှာကံကောင်းခြင်းများရှိနေနိုင်တဲ့ကြောင့်အောင်မြင်မှုတွေရရှိနိုင်ပါတယ်အရာရာတိုင်းအစဉ်ပြေနေချိန်မှာစိတ်လုကိုလို့မျောပါမသွားမှုအတွက်သတိပြုဖို့လိုအပ်ပါတယ်ဒါကြောင့်အာယုံဆိုင်နေဖို့လည်းလိုအပ်ပါတယ်စူးစမ်းမှုတွေကိုပုံမှန်လုံဆောင်နေရင်သာလိုအပ်ပြီးတော့ကျန်တဲ့အရာတွေအားလုံးဟာကောင်းမွန်စွာအစဉ်ပြေသွားပါလိမ့်မယ်ဤလလည်းပတ်ဝန်းကျင်မှာပညာရေးအတွက်ကောင်းမွန်သောအခြေအနေတစ်ခုလည်းရရှိနိုင်ပါလိမ့်မယ်ဂုံတိတ်ကရှိသောကောလိပ်သို့မဟုတ်ပွဲစည်းတွေဝင်ခွင့်ရရန်စူးစမ်းနေပါကအခုကအချိန်ဟာယူများရဲ့အထောက်ပံ့ရရှိရဖြစ်တော့ကြောင့်အောင်မြင်မှုရရှိနိုင်ခြင်းများပါတယ်လားရဲ့နောက်ဆုံးတစ်ဝက်မှာပညာရေးအတွက်တိုး တက်မှုရရှိရန်အတွက်ဂျိုရိုးရဲ့လုံလောက်တဲ့ထောက်ပံ့ရရှိနေတော့လေလူမှုရေးဘဝကအဓိကအစီအစဉ်တွေရှိနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့အနှဲငယ်သောအနောက်ရှက်များလည်းဖြစ်ပေါ်စေနိုင်ပါတယ်။လက်ကုံပိုင်းတို့ရောက်တာနိုင်အမြဂျိုများရဲ့တရားမှုများကတဖြည်းဖြည်းနဲ့သာပေးလာနိုင်ပြီးပညာရေးဆိုင်ရာလေ့လာခြင်းနဲ့သုတေသနပြုခြင်းတို့ကိုလည်းအထောက်အပံ့ပြုနေပါလိမ့်မယ်။ ဒီလားအတွက်ကတော့ဒီလောက်ပါပဲရှင်ကျမတို့ channel ကနေအခုလိုမျိုးရာသီဝင် like ခေါင်းကြီးဆိုခြင်းများအပြင်ဆောင်ရွက်ဆောင်ရွက်များကိုပါလစဉ်လာတိုင်းအတွက်တင်ဆက်ပေးနေတာဖြစ်လို့ကျေးဇူးပြုပြီးတော့ကျမတို့ရဲ့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ဖို့လည်းတောင်းဆိုခြင်းပါတယ်ရှင်အချိန်ပေးပြီးနားထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်ဘေးရနေရဲ့ကင်းဝေးပြီးစိတ်ရောကိုယ်ပါနှွေးထွေးလုံးကြုံသောနေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေရှင်